ကရင်အမျိုးသားအစည်းအရုံး KNU ဗိတ်ဒဝဲခရိုင်တပ်မဟာလေးကမကြသေးခင်ကတင်ပိုက်ထားတဲ့တနင်္လာရီတိုင်းဒဝဲခရိုင်တဲကထိထဒေတာမှာဒေတာခံစစ်ပေးဆောင်ပြည်သူတွေအနေနဲ့မြေနေရပြန်ရယူလိုပါကဆက်သွယ်နိုင်တယ်လို့ဂျွန်လ28ရက်နေ့စွဲနဲ့ထုတ်ပြန်လာပါတယ်။ထိထစစ်တပ်စခန်းကို2025ဧပြီ16ရက်နေ့မှာ KNU ဦးဆောင်တဲ့ပူပေါင်းတပ်ကအပိတက်တင်ပိုက်ခဲ့ပြီးဒေတာတစ်ခုလုံးကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။1996ကာလကလေးကဆစ်ဆောင်နေကြရတဲ့ ဒေသခံပြည်သူတွေအနေနဲ့မိမိတို့ရဲ့အမြေတွေပြန်ရယူလိုပါက KNU တပ်မဟာလေးဒဝဲခရိုင်စီအကြောင်းကြားနိုင်တယ်လို့ဒဝဲခရိုင်ပြောရေးဆိုခွင့်ရှိသူဘဒိုစောအင်နာကပြောပါတယ်အခုလလောဆယ်ကျွန်တော်တို့ပြန်သိမ်းယူနိုင်တဲ့အချိန်မှာအထူးသဖြင့်အရင်ကနေထိုင်နေတဲ့သူတွေသူတို့ပြန်လာခြင်းရင်ပြန်လာလို့ရတယ် KNU ခရိုင်ရုံးစီမှာလာအကြောင်းကြားလို့ရတယ်ကျွန်တော်တို့ကအဲ့ဒီသူတို့မြေကို ပြန်ကြည့်ပြီးတော့ရှိမယ်ဆိုရင်ကျွန်တော်တို့ကပြန်သတ်မှတ်ပေးလို့ရတယ် တချိန်တည်းမှာအခုလလောဆယ်အပြင်ကဝင်လာသူတွေလည်းကျွန်တော်တို့ကမမောင်းထုတ်ဘူးသူတို့အတွက်လည်းတင်းတော်တဲ့နေရာကိုကြည့်ပေးပြီးတော့ကျွန်တော်တို့ကတခုခုတော့အဖြေရှာပြီးတော့စီစဉ်ပေးရမယ်လို့ဘဒိုစောရင်နာက ပြောပါတယ်ထီထကောမေသမီးသဒေတာဟောအရင်က KNU ဒဝဲခရိုင်ရဲ့ဌာနချုပ်ဖြစ်ပြီးတော့1998ခုနှစ်မှာစစ်တပ်ကထိုးစစ်ဆင်တက်ခိုက်ခဲ့တဲ့အတွက်ဆွန့်လွတ်ခဲ့ရတာလို့သိရပါတယ်မေသမီးသကအရင်ကအထက်တန်းကျောင်းရှိတယ်ဆေးရုံဆေးခန်းတွေရှိတယ် KNU ရဲ့တော်လှန်ရေးမိသားစုတွေရှိတယ်။အဲ့ဒီအချိန်မှာတချို့ကထိုင်းတချို့ကဒုက္ခသည်စခန်းကိုရောက်တယ်။တချို့ကတခြားနေရာပြည်တွင်းမှာရောက်တယ်။ပြီးတော့နောက်ပိုင်းမှာတချို့ကတတိယနိုင်ငံလည်းရောက်သွားတာရှိတယ်လို့ဘဒိုစောရင်နာကစက်ပြောပါတယ်။2012ခုနှစ်မှာ KNU ကတမရဦးသိန်းစိန်အစိုးရနဲ့အပြစ်ခတ်ရဲစဲရေးလုပ်နေချိန်ထီထမှာနေထိုင်သူတွေပြန်လာဖို့ကြိုးပမ်းခဲ့ကြပေမဲ့စစ်တပ်ရဲ့ဗျူဟာစခန်းရှိနေတဲ့အတွက်ပြန်လာမနေရကြပါဘူး။ အရင်ကထွက်ပြေးတဲ့အချိန်မှာအပြင်ကလူတွေဝင်လာတာရှိတယ်။ဝင်လာတဲ့အတွက်ကြောင့်သူများမျိုးကိုလာနေတဲ့အတွက်ကြောင့်ပြန်လာနေဖို့အခက်အခဲဖြစ်တယ်လို့ဘဒိုစောရင်နာက2012ကအချိန်တွေကိုရှင်းပြပါတယ်။ KNU ထိန်းချုပ်ထားတဲ့နေမြေတွေမှာမျိုးရပြဿနာတွေဖြေရှင်းတဲ့အခါမှာညီတူညီမျှတရားမျှတစွာဆောင်ရွက်ပေးမယ်လို့လည်း KNU တမဟလေးကအတိပေးပါတယ်။နေမြေအတွင်းမျိုးရပြဿနာတွေနဲ့ပတ်သက်ရင်မူလပိုင်ရှင်ကိုဦးစားပေးမှာဖြစ်ပြီးအပြင်ကဝင်လာသူတွေကိုလည်း ကောင်းမွန်တဲ့အဖြစ်ဖြစ်စေဖို့စီစဉ်ပြီးပြန်လည်နေရာချထားပေးဖို့ရှိတယ်လို့ KNU ရဲ့သဘောထားကိုဘဒိုဆော့အင်နာကပြောပြပါတယ်ရှင်။